ကျွန်တော်ကကျွန်တော်ဒီဇလန်နေထဲမှာကျွန်တော်ဇက်ကောင်ကိုဆိုလို့ရှိရင် action နဲ့ drama ကိုခြိုက်တာပေါ့နော်ပြီးတော့ romance အဲ့လိုမျိုးအဲ့ဒါကိုကျတော့အခု action ဆိုလို့ရှိရင်လည်းကျွန်တော်ပို့ပြီးတော့ထုတ်ကြတာပါရတာ action နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီဒီဘက်မှာဆိုရင်တော့ Jackie Chan ပေါ့ခြိုက်ဆုံးပေါ့ဟုတ်ဟုတ်ဘလာတော့ဟောကြတာလေငငယ်ဒီ Jackie Chan ကားတွေဆိုလို့ရှိရင်လည်းဒီဟိုနောက်ဆုံးပြီးခဲ့တဲ့ဟိုပြီးသွားပြီဆိုရင်တော့မအဲ့နောက်ဆုံးဟို BNS အစင်းတွေပါသူအများကြီးပြန်ကြည့်ဖြစ်တယ်လေကြည့်တော့ကြီးလေးကြီးရတယ်ဟာတက်လည်းဖြစ်တယ်အရှင်လည်းဖြစ်တယ်ပေါ့နော် ဒီကတော့ကျွန်တော်အရှင်နဲ့ပတ်သက်လို့ရှင်တော့အများကြီးတော့ချိတ်ပါတယ်ဟုတ် Other clubs are controlled by Bo Chan ကိုကိုယ်တိုင်လုတ်ချင်တယ်အဲ့လိုမျိုးကျွန်တော်ကအဲ့လိုမျိုးတကယ်တကယ်ကိုယ်ကအရှင်စင်းနဲ့ကျုံလာပြီဆိုရင်ကိုယ့်နေရာမှာလူစားထိုးလိုက်တဲ့ပုံစံမျိုးမကြိုက်ပဲနဲ့ကိုကိုယ်တိုင်လုတ်ရတာပိုကြိုက်တယ်အခုခုလို့ရှင်လည်းအဲ့လိုမျိုးပြစ်လဲလိုက်တာလို့ချော်လဲလိုက်တာလို့ဖုန်းနဲ့ပြစ်တော့ပြစ်လဲလိုက်တာလို့အဲ့အဲ့လိုမျိုးပို့ပြီးတော့ကိုကလုတ်ရတာနားလဲဆိုပြီးမှကိုယ့်ရဲ့စိတ်ထဲမှာဟာဒါအမှုပညာရှစ်တောက်ကိုပို့ခံစားရတယ်ပေါ့အဲ့လိုခံစားရတာပေါ့ဟုတ် ဟုတ်ကဲ့ဒီကားထဲမှာတော့ကျွန်တော်ရဲ့ဟိုကိုကိုချမ်းရဲ့ရှာမနာရဲ့ကတော့ဒီတစ်ပတ်ချမ်းကျွန်တော်တို့ဆရာတပည့်ပြီပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဖြစ်ပြသွားတဲ့လှုပ်ဆောင်မှုတွေမှာကျွန်တော်တို့က live ဖြည့်ရှင်းရတဲ့ကိစ္စမှာပုံမှန်လို့ပါ Other clubs are controlled by Po Chan ကျွန်တော်ကကျွန်တော်ဒီဇလန်တွေထဲမှာကျွန်တော်ဇက်ကောင်ကိုဆိုလို့ရှိရင် action နဲ့ drama ကိုချိန်တာပေါ့နော်ပြီးတော့ rumors အဲ့လိုမျိုးအဲ့ဒါကိုကြည့်တော့အခု action ဆိုလို့ရှိရင်လည်းကျွန်တော်ပို့ပြီးတော့လောက်ကတာပိုင်းရတာပါ ့ action နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီဒီဘက်မှာဆိုရင်တော့ Jackie Chan ပေါ့ခြိုက်ဆုံးပေါ့ဟုတ်ဟုတ်မလောက်တော့ငိုးစားရတယ်ခင်ဗျာငငယ်ဒီ Jackie Chan ကားတွေလို့ရှိရင်လည်းဒီဟိုနောက်ဆုံးပြီးခဲ့တဲ့ဟိုပြီးသွားပြီဆိုရင်တော့မှအဲ့နောက်ဆုံးဟို BN ရဲ့ဆင်းနေပါသူအများကြီးပြန်ကြည့်ဖြစ်တယ်လေဒီတော့ရည်လဲကြည်ရတယ်ဟာတက်လည်းဖြစ်တယ် action လည်းဖြစ်တယ်ပေါ့နော်ဒီကတော့ကျွန်တော် action နဲ့ပတ်သက်လို့ရှိရင်တော့အများကြီးတော့ခြိုက်ပါတယ်ဟုတ်အဲ့ဒီကားကတိတ်တော့မကြသေးဘူးကျွန်တော်တို့ဟိုပါပေါ့လူငယ်တစ်နှစ်လောက်တစ်နှစ်ဝင်ချက်လောက်ပဲရှိ ਉ မှာပေါ့အရန်ကြာကြီးတော့မဟုတ်သေးဘူး အဲဒီထဲမှာမှတ်တရကတော့ကျွန်တော်တို့အားလုံးစုလူအများကြီးနဲ့ခြိုက်ခဲ့တဲ့ခါကျတော့စုပေါင်းနဲ့စည်းလုံးနဲ့အားလုံးဟိုအဝင်ကြပ်ဖြစ်အောင်လို့ကြိုးစားရိုက်ခဲ့တယ်ပြီးကျွန်တော်တို့ဒီအချိန်မှာဆိုလို့ရှိရင်လည်းချိန်ပေးရတယ်တရားပြင်ဆင်ရတယ်ဟိုပြီးပြီးရောခြိုက်လို့မရဘူးပေါ့နော်အဲ့တော့ပြင်ဆင်မှုမှာဘိုင်းမှာလည်းဟိုဟိုပို့ပြီးတော့အားရတယ်ပြီးတော့ဟိုမှတ်တရလည်းဖြစ်ပို့ပြီးတော့ဖြစ်တာပေါ့ဟုတ်အဲ့လိုကြီးမဟုတ်ဘူးကျွန်တော်တင်တော့တင်တယ်ဟိုဘောက်ဆင်လည်းတင်တယ်ကျွန်တော်အဲ့ဒီ ဟိုတိုင်းနေပိုင်းသွားတင်ထားတယ်ရုပ်ရှင်နဲ့ပတ်သက်တဲ့တိုင်းလည်းတင်တယ်ပြန်တိုင်းလည်းတင်တယ်ပေါ့နော်ဟိုတကယ်တကယ်ကျွန်တော် reality ဆန်တဲ့အရှင်မျိုးပူကြိုက်တယ်အဲ့လိုမျိုးအကွက်တွေပိုင်းနဲ့ချနေရတယ်တကယ်ကျွန်တော်တို့ကိုရီးယားအရှင်တွေပါဆိုလို့ရှိရင်တကယ် fight နေတဲ့ပုံစံမျိုးတွေဖြစ်တယ်လေအဲ့အဲ့ပုံစံပူသဘောကြတယ်အဲ့ပုံစံမျိုးပဲကျွန်တော်အပြင်မှာလည်းတကယ်တင်တယ်အဲ့လိုမျိုးပေါ့ဟုတ်ပါစေအမတ်ရကတော့တင်တယ်တင်ပြီးလို့ရှိရင်တခုမပြီးတော့နောက်တစ်ခုဆက်တက်ချင်တော့နောက်တစ်ခုထပ်ပြောင်းတယ်အဲ့လိုမျိုးပြီးမြောက်အောင်တော့တင်တယ်ဒါပေမဲ့အဲ့ပြီးမြောက်သွားတဲ့အရာတစ်ခုမှအချိန်ရအရန်

မရှိပါဘူးဒါကခဏနေလို့ရှိရင်ပြန်ကောင်းသွားမှာပဲလေအရင်ဆိုရင်တော့မရှိပါဘူးအကုန်လုံးကလည်းဟိုကိုမမဟုတ်ဘူးအကုန်လုံးလုံနေတဲ့လူတွေအကုန်လုံးကလူဒီတဲ့ပို့ဆိုးတာပေါ့ဟိုလူချမ်းကိုရီဆိုလို့ရှိရင်လူဒီတဲ့ပို့အနာခံတယ်လူဒီတဲ့ပို့ပြီးတော့ကျမ်းမတန်းနေလောက်ရတယ်ကိုရီဆိုပပလေးပဲရှိသေးတယ်လေဟုတ်ကိုကိုယ်တိုင်လှုပ်ချင်တယ်အဲ့လိုမျိုးကျွန်တော်ကအဲ့လိုမျိုးတကယ်တကယ်ကိုယ်အရှင်စင်းနဲ့ကျုံလာပြီဆိုရင်ကိုနေရာမှာလူစားထိုးလိုက်တဲ့ပုံစံမျိုးမကြိုက်ပဲနဲ့ကိုကိုယ်တိုင်လှုပ်ရတာပို့ကြိုက်တယ်အဲ့ဒါကုလူကိုလို့ရှိရင်လည်းအဲ့လိုမျိုးပြစ်လဲလိုက်တာလို့ချော်လဲလိုက်တာလို့ ဖုန်းနဲ့ပြစ်တော့ပြစ်လိုက်တာအဲ့အဲ့လိုမျိုးပို့ပြီးတော့ကိုကလုကတာနားလဲဆိုပေမဲ့ကိုရဲ့စိတ်ထဲမှာဟာဒါအနုပညာရှက်တော့ကိုပို့ခံစားရတယ်ပေါ့အဲ့လိုခံစားရတာပေါ့ဟုတ်ခုံပြန်ကြော်လွားတယ်အဲ့လိုအဓိကကျွန်တော်ပါကွားတွေပါကျွန်တော်ဟိုသွားဆော့ဘူးတယ်ကျွန်တော်ကြွတော့မကြွအောင်အဲ့လိုမျိုးပုံစံမျိုးတွေကိုကျွန်တော်အဲ့လိုမျိုးကို fighting ဆိုလို့ရှိရင်လည်းခုံကစ်လိုက်တဲ့အာမျိုးတွေပါတယ်လို့အဲ့လိုမျိုးပုံစံပူကြိုက်တယ်ပေါ့ဟုတ်မကြောက်ပါဘူးကိုကလည်းပြင်မှာလည်းအဲ့လိုပဲဟိုအရင်နူးရတယ်မှမရှိဘူးဟိုအကြမ်းမတမ်းလည်းနေရအဲ့လိုမျိုးဖြစ်နေတာဖြစ် ဲ့လိုမျိုးတိတ်ကူးဆိုင်ဘူးအဲဒီရဲမှာရုပ်ရှင်မှာရိုက်ပြင်ဆိုလို့ရှိရင်လည်းအဲ့ဒါတွေကျွန်တော်မကြည့်ဘူးအပြန်ကာရီတာလည်းဒီတိုင်းပဲအရန်ကြီးအဲ့လိုမျိုးနူးပြပြီးတော့ထိခိုက်ပါမှလည်းဗာတိတ်မစိုးချင်ဘူးအဲ့တော့ easy ပဲတော်တော်ငငယ်တော့34ချောင်းပြည့်တော့မှအဓိကတော့ကျွန်တော်လည်းအရှင်ဝါသနာပါတယ်ပိုးရသဘောကျတယ်အဓိကတော့ကိုယုံလေးပေါ့နော်ကိုယုံလေးကအရှင်နဲ့ပတ်သက်လို့ရှိရင်အရန်ဆရာချက်အဲ့တော့ကျွန်တော်လည်းဟုတ်လေဒါရိုက်မလားဆိုရင်ကျွန်တော်ကအစင်းစစ်ပဲအမြဲတမ်းအဲ့တော့ဟိုသတိအနေနဲ့ရှိစီမှာကိုယုံနဲ့စဆုံတယ်ပြီးတော့ကျွန်တော်တို့ဒီနောက်ကားရေဟိုကဒီတော့ underground underground မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ underground ဒီကျော dancer တွေနဲ့ပတ်သက်ပြီးတော့လည်းအဲ့ဒါလည်း action ပဲအကုန်တော်တော်များ action ပဲ MTV လာလည်း MTV လည်း action ပဲ MTV တော့နှစ်ပုတ်လောက်ရှိ action တွေအဲ့လိုမျိုးပေါ့နော်နောက်တဲ့လည်းအခုဒီရက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ fighting သမားတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ one band နဲ့ဟိုထိုးခဲ့တဲ့ဒီ fighting သမားတွေလည်းဟိုဒီ bank ကမှသွားရထားတယ်ပေါ့နော်အဲ့ဒီမှာလည်းအဲ့ဒီ fighting သမားတွေလည်းထည့်ထားတယ်ပြီးတော့ကျွန်တော်တို့ရဲ့အမှတ်တရတွေမှာဆိုလို့ရှိရင်ကျွန်တော်အရက်ခုနှစ်ပေနဲ့ဘယ်လောက်လဲမသိရှိရအဲ့အဲ့ဒီညီလေးနဲ့ fighting စင်းလေးလည်းပါတယ်ပေါ့နော်အဓိကတော့အဲ့ဒီလိုမျိုး ထိုးရတဲ့ fighting တွေမှာဆိုလို့ရင်အဲ့လိုမျိုးကရက်လက်အများကြီးကွာပြီးထိုးရတယ်ဆိုတော့အမှားပေါ့အမှတ်တရပေါ့အဲ့ဒါပေါ့ဟိုဘန်ကောက်ကြီးတွားပြီးတော့စူးစမ်းပိုင်းတန်းတွားလိုက်ထားတယ်အမှတိုင်ရွန်ကိုယုံလေးတို့တွားပြီးတော့တွားလိုက်ထားတယ်ပေါ့နော်အဲ့ဒီမှာလည်းဒီအရှင်ခန်းနေဆိုလို့ရင်ကျွန်တော်တို့ကြည့်ပြီးတွားပြီးအရင်လက်မိုက်တယ်အဒီမှာတော့ကျွန်တော်တို့ချမ်းမာဆိုလို့ရှိရင်တော့ဒီချမ်းမာကျွန်တော်တို့ကျွန်တော်ရဲ့ကိုဘချမ်းရဲ့ရာဝနာရာပေါ့ကျွန်တော်ဒီညီကိုတုံးပုံစံမျိုးပေါ့ဟိုဆရာတပည့်တွေပေါ့နော်ဘာချမ်းမာကျွန်တော်တို့ဆုံးမဲ့ဆိုရင် ဟိုဒီပချမ်းဒီ fighting တမိုင်းနဲ့ဆက်မပြပါဘူး။အဒီပါကျမှာတော့ဒီအာဒီ fighting အကိုတွေကတော့တခြားဟိုတင်ယူတင်ပေးတယ်အများကြီးလဲကျွန်တော်ကတို့စီကလေးလာတင်ယူတယ်သူတို့တခုဆိုလို့ရှိရင်လည်းအခုကျွန်တော်ဒါလေးကိုကျွန်တော်ဒူလုချင်တယ်ဆိုလို့ရှိရင်လည်းပေးလုတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကရန်လဲဟိုအဆင်ပြေတယ်ပေါ့နော်အဲ့ဒီမှာဟုတ်ပြီဒီထဲမှာဆိုလို့ရှိရင်တော့ဟိုလောက်ကလောက်ကွက်တွေရောဟိုကဘာလဲဆိုလို့ရှိရင်ဒီ ID နေရောဆိုတော့ဘယ်လိုမျိုး ဟိုဘယ်လိုပြောမလဲဂျီဒီချစ်ကန်ပုံစံမျိုးလေးပုံစံဖမ်းရတော့အဲ့ဒါပို့ပြီးတော့သဘောကျပါတယ်ဟုတ်ဟုတ်ကဲ့ပါကျွန်တော်ဒီစကားထုတ်လို့ရှိရင်လည်းအားလုံးပဲအားလုံးအပြေကိုဖိတ်ခေါ်ပါတယ်ဘာဖြစ်အရှင်ကြိုက်တဲ့လူငယ်တွေအတွက်တော့ဟိုအကြိုက်တွေ့မယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျဟုတ်ကျေးဇူးတင်ပါတယ်